က်ပွဲမှာတတိယဝစ်စုံကို Manchester United ဝစ်စင်မယ်။ Manchester United အသင်ကတော့စက်တင်ဘာလ29ရက်နေ့စနေနေ့ညမှာရှင်မြိုင်ကစားသွားမယ်။ Brentford အသင်ရဲ့ Premier League ပွဲစဉ်မှာတော့သူတို့ရဲ့တတိယဝစ်စုံဖြစ်တဲ့အနက်ရောင်ဂျာစီကိုဝစ်စင်ပြီးတော့ပထမအဆုံးအချိန်ဖြစ်ရှင်မြိုင်ကစားသွားမှာပဲဖြစ်ပါတယ်။ Manchester United အသင်ကတော့2025-2026ရာသီအိမ်ကွင်းဝစ်စုံကိုအနီရောင်အဝေးကွင်းဝစ်စုံကိုအဖြူရောင်တတိယဝစ်စုံကိုအနက်ရောင်ဖြစ်ထုတ်လုပ်ထားတာပါ။ Manchester United အသင်အနေနဲ့အဖြူရောင်အဝေးကွင်းဝစ်စုံကိုတော့ရာသီကြိုကာလမှာသာဝစ်စင်ခဲ့ပြီးတော့ဒီရာသီမှာရှင်မြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိ၅ဝက်နဲ့လီဖလာတပွဲမှာတော့အနီရောင်ဖြစ်တဲ့ပထမဝစ်စုံနဲ့သာရှင်မြိုင်ကစားခဲ့တာပဲဖြစ်ပါတယ်အဒီရက်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့တတိယဝစ်စုံကိုတော့1993ခုနှစ်ကနေပြီးတော့1995ခုနှစ်တွင်ဝစ်ဆင်ခဲ့တဲ့အဝေးခွင့်ဝစ်စုံကိုပြန်လည်စမ်းသစ်ဖန်တီးထားတာဖြစ်ပြီးတော့1993 94ရာသီမှာတော့အနက်ရဝစ်စုံနဲ့အတူပရီးမီးယားလိရဲ့ FA ဘလာတို့ကိုရယူနိုင်ခဲ့တယ်လို့သိရပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဘရန်ဖို့နဲ့ပွဲမှာတော့ဘောင်းမီနဲ့ချစ်အိတ်ကိုတော့ပြိုင်မက်တဲ့အယောင်ကွဲစေဖို့အတွက်အနက်ရအစားအဝါရောင်ကိုဝစ်ဆင်သွားမယ်လို့လည်းသိရပါတယ်